5 corner channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အဲဒီဗီဒီယိုကတော့1 Friday 5 140ရဲ့ခေါင်းပွဲဖြစ်တဲ့စံငါတင်းနဲ့ Sue Black တို့ရဲ့ပွဲစဉ်ကနေပြီးတော့မထင်မဆက်အခိုက်အတန့်တွေကိုပြန်ပြီးတော့ပါဇက်ရတာခံပေးဗီဒီယိုလေးပါ။အဲဒီပွဲကိုခင်ဗျားတို့ရောမသိဘူးဗျ။ကျွန်တော်ကတော့ဒီလိုဖြစ်လာမယ်ဆိုတော့ကြိုသိနေတယ်။အဲဘာလို့လဲဆိုတော့ဒီပွဲမတိုင်ခင်တရက်လောက်မှာကျွန်တော် Sue Black ရဲ့ training video ကိုတွားကြည့်မိတယ်ဗျ။အဲအဲ့မှာဘာသွားတယ်လဲဆိုတော့ Sublack ကသူဒီပွဲအတွက်ကိုတော်တော်လေးအာရုံစိုက်ပြီးပြင်ဆင်နေရတော့တွေ့ရတယ် အဲထိုးရမှာကကြတော့ကစ်ဖောင်စင်ပြိုင်ဘက်ကလည်းပဲဆန်ကားတိဖြစ်နေတော့အကယ်၍သူဒီပွဲကိုနိုင်ခဲ့ရင်စူဘလက်ကိုင်ကန်ချမှာတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။အဲဒီတော့ဒီပွဲကိုသူတေချာပြင်ဆင်တာအာယုံဆိုင်တာတွေကပြောစရာမရှိပါဘူး။အဲဘောင်စင်ပိုင်းကိုလည်းဘောင်စင်သမားလီကာကာနဲ့သူလက်တီပိုင်းတွေကိုတေချာပြင်ဆင်တယ်။အဲပြီးတော့ခြေကန်ချက်အပိုင်းကိုလည်းနီးပြနဲ့တေချာပြင်ဆင်တာကိုတွေ့ရတယ်။ဒါပြိုင်ဘက်ပေါ်ကိုလေးစားမှုရှိတဲ့သဘောပါပဲ။ အဲဒါကြောင့်လဲဒီပွဲဖြေကဒီလိုဖြစ်သွားတယ်လို့ကျွန်တော်မြင်တယ်ဗျဒီတော့ကျွန်တော်တို့ပွဲထဲမှာဘာတွေဖြစ်သွားမလဲဆိုတော့အသေးစိတ်ပြန်ကြည့်အောင်အဲရှုံးမွဲနေဆက်နေတဲ့ဆူဘလက်ကတော့ဒါအဲယုံကြည်မှုရှိရှိနဲ့ပဲ ქვენ နဲ့ဝင်လာတယ်အဲဆန်ကာတိကတော့ playground နဲ့ဝင်လာကြတဲ့ကကျွန်တော်မြင်သူပြိုင်ဘက်ကိုအထင်သေးနေတာလားအဲဒါမှမဟုတ်ဝမ်းချမ်းမြင်ရှိနေပဲသူအသားမကျသေးရလားဘလို့လဲတော့မသိဘူးဗျသူ့ပုံစံကနည်းနည်းလေးပွဲပေါ်မှာအာယုံတိတ်မရှိဘူးလို့မြင်ရတယ်အဲငါထိကျရအောင်ယူပြမယ်အဲအမှတ်နဲ့ဆိုရင်ငါနိုင်မှသိကြတယ် ငါဘက်မှာ cherry တယောက်လုံးရှိတယ်ဆိုတဲ့ပုံစံနဲ့သူကကြိုးဝိုင်းနဲ့ဝင်လာတာကဲဒီတော့ကျွန်တော်ပထမစီကိုစကြည့်အောင်အဲဒိုင်ကတော့ Olivia Coast ပါဒီတိုင်ကိုကျွန်တော်အရင်ကတော်တော်ကြိုက်တယ်ဗျအဲဒါပေမဲ့ဒီနေ့ပွဲမှာစိုးပြက်ချက်ချကနေမပြတ်သားလို့ခံစားရတယ်အဲပွဲထဲမှာတွေ့မှာပါစက်ကြည့်အောင်ဗျအဲအစမှာတော့အခြေအနေကြည့်တယ်တယောက်နဲ့တယောက်ခြေကန်ကျက်လေးတွေပဲတုံးတယ်အဲဒီပထမဆုံးဆန်ကာသေးရဲ့ပါဝါကန်ချက်ကိုဆူဘလက်ကောင်တာပြန်ထိုးတော့ကြည့်ရင်ဆူဘလက်ကသူတက်လုံးပိုင်းကိုစိတ်ချရတဲ့အထိပြင်ဆင်လာလို့လက်သီးကိုပါဝါအပြည့်နဲ့ကိုသုံးတာတွေ့ရတယ်ဗျ ။အဲဒီမှာကြည့်ဆန်ကတစ်ကညာချင်းနဲ့ကန်တာကိုဆူဘလက်က left and right နှလုံးပြန်ထိုးတာ။မထိပင်မဲ့ပါဝါတော်တော်ပါတယ်။အဲအဲ့ဒါကြောင့်လဲသူလက်တီထိုးပြီးတာဖြစ်ဖြစ်ခြေကန်လိုက်တာပဲဖြစ်ဟန်ချက်ကပြက်ပြက်သွားတာမြင်ရတယ်ဗျ။အဲဒါဒီပွဲရဲ့ပထမဆုံးထိချက်ဖြစ်မယ်ထင်တယ်။ဆူဘလက်ကဘယ်တန်ဆိုတော့သူကညာဘက်ဂျက်နဲ့ခုံပြီးဝင်ထိုးလိုက်တာ။အဲကင်မရာအင်္ဂယ်ကြောင်းလားတော့မသိဘူးကျွန်တော်တို့တေချာမမြင်ရဘူးဗျအဲနှစ်ယောက်လုံးကတော့ရရင်ရတယ်လို့တွေ့မဲ့ပုံတွေကိုကစားနေတာအခုထိတော့နှစ်ယောက်လုံးထိအောင်တယောက်နဲ့တယောက်ဘာမှမလုပ်နိုင်သေးဘူး အဲဒီမှာဆူပလက်ကလူကိုတပတ်လှည့်လိုက်တာတွေ့ရမလားအဲကျွန်တော်အဲ့ဒီတွေကတိလိုက်တယ်ဗျသူ twin link ထည့်ရဲ့ game plan ကိုမှီညမ်းထားတယ်လို့ကျွန်တော်မြင်တယ်အဲဒီကန်ချက်ကိုကြည့်ထိတော့မထိလိုက်ဘူးဒါဆူပလက်ရဲ့ game plan တခုလို့ပြောရမယ်ဗျ spinning kick ကိုသူပထမဆုံးသုံးတယ်ဒါပေမဲ့ထိမသွားဘူးအဲဆန်ကတိကဆူပလက်ရဲ့ hack kick တွေကိုသူတတိထားပြီးကစားနေရတယ်အဲဒီမှာဆူပလက်ထပ်ပြီးတော့လှည့်လိုက်တယ်အဲဒါကိုအကွာအဝေးတိုက်နေတယ်လို့မယိမ့်မိတဲ့ဆန်ကတိကသူထိချက်ရဖို့အတွက်ကိုလိုက်ပြီးကစားရတယ်ဗျ အတိုင်းမဲ့မထင်မှတ်ဖဲနဲ့ဆန်ကာတိရဲ့ပါဝါအပြည့်နဲ့ဂျက်ကဆူဘလက်ကိုဖိနှိုင်မှကြားသွားစေတယ်ဗျ။အဲလက်တိရဲ့ပါဝါပိုင်းကတော့ဘောက်စာသမားအပီပီတကယ်တိတိကျကျနဲ့ကိုဂျောကိုထိုးမိတာ။အဲမိုက်ပါတယ်။အဲအဲ့မှာပဲပထမချီရဲ့နောက်ဆုံးစက္ကန့်တွေမှာဆူဘလက်ကဆန်ကာတိကိုလက်တိချင်းရှင်မကစားတော့ဘူးဗျ။သူခြေကန်ချက်တွေပဲသုံးတယ်။ဒီလိုနဲ့ပဲပထမချီပြီးတယ်ပဲပြောပါတော့။အဲ official replay ကိုကျွန်တော်ပြန်ကြည့်ရအောင်ဗျ။အဲဒီမှာတော့ကျွန်တော်ပွဲစမှာပြောခဲ့တဲ့ဆူဘလက်ရဲ့ထိချက်ကိုလည်းပြန်ပြတယ်။ စံဃာသိရဲ့ဒီထီချက်ကိုလည်းပြတယ်ဆိုတော့ဒိုင်းနေကတော့ DG ကိုတရေလို့ပဲတတ်မှတ်ပုံရတယ်အဲဟုတ်လဲဟုတ်ပါတယ်နှစ်ယောက်လုံးသူတို့တိတ်ပြီးဘာမှမလုပ်ပြနိုင်ဘူးအဲဒီတော့ကျွန်တော်တို့ဒုတိယချီကိုဆက်ကြည့်အောင်အဲဒုတိယအချိန်ပြန်မစခင်မှာရော့ထန်ကစံဃာသိ၄တီ၄ခန်ကစားနေရအောင်သူအားမရတဲ့ပုံနဲ့တွန်းတွန်းထိုက်တဲ့ကစားပုံဖိအားလာပေးရဗျဒီတော့ပွဲပြန်စားတာနဲ့စံဃာတိကအတင်းလိုက်ကစားတယ်။ညာခြေကန်နဲ့1 2ဘဲဝိုက်ညာဝိုက်ညာခြေဘော်ဒီကစ်တွဲလိုက်ကိုတုံးပြသွားတယ်။တော်တော်လေးကြည့်လို့ကောင်းပါတယ်။ အဲ Super ကတော့ဒီသူ့ခြေကန်ချက်တွေကိုဆက်ပြီးသုံးတယ်အဲ Hacker တွေကိုထိအောင်ပြန်ကန်နိုင်တယ်အဲဒီမှာ Super ကခန္ဓာကိုယ်လှည့်ပြီးတော့ပြန်ကန်တယ်အဲဒါလည်းပဲမထီဘူးပြုတ်ကျသွားတယ်ဒါအောင်စံကတိကသူ့ကိုပြစ်မဲ့လက်နဲ့ဆိုတာကို तू ဂုတိမသိဘူးဗျအဲဒီတော့ तू ကအဲဘာလဲကွာပေါ့ကိပောင်စင်မှာဘာရီလာလုံနေရလဲဆိုတဲ့အထာမျိုးနဲ့ तू ကလှောင်ပြုံးတော်ပြုံးလိုက်သေးတယ်အဲပြီးရနဲ့ तू ကဒီလိုကန်ရဲကွာဆိုပြီးတော့ तू Hacker ပြန်ကန်ပြလိုက်တယ်အဲအဲ့ဒီမှာမထင်မဲ့ဖဲနဲ့ခြေထောက်ပြန်အကြမှာ Super ရဲ့ Lacro ကဒီ စံကာတဲ့ရဲ့ဂျောကိုတဲ့တဲ့သွားထိတော်တော်လေးနဲ့ခါထွက်သွားတယ်။အဲ့မှာဇူဘလက်ကသူလိုက်ပြီးဖိအားပေးကစားတယ်။စံကာတဲ့ကလည်းသူပပနဲ့နဲ့ပဲရှောင်ထွက်တယ်။အဲဒါမှမဟုတ်အဲ့ညမှာစံကာတဲ့ကရုပ်ပြောင်းသွားတယ်ဗျ။သူရှုံးတော့မယ်ဆိုရဲအတိဝင်သွားလားမသိဘူး။ပြိုင်ဘက်ကိုပြိုင်ဘက်လိုမြင်လာတယ်။ပွဲကိုလည်းသူအာယုံပိုဆိုင်လာတယ်။အမှတ်ပြန်ယူဖို့လည်းအားဆိုင်ပြီးတော့ကစားတယ်။အဲ့တမင်းနဲ့ဆယ်ဆက်ကလာမှာဆူဘလက်ကစပင်နင်ကစ်ထက်ကန်တယ်ဗျ။အဲ့ဒီတစ်ချက်ကတော့ကစ်ချက်မှန်လာတယ်။ဒါပေမဲ့သူထိအောင်တော့မကန်နိုင်သေးဘူးဗျ။ ဆူပလက်ကသူ့ရဲ့ဟွက်ဖဲအနေနဲ့ဒီတချီမှလည်းပဲထက်ကထက်ကကိုဒီစပင်နင်ကစ်ကိုတုံးနေဗျ။အဲနောက်ဆုံးမိနစ်ပိုင်းလေးမှာတော့ဆန်ကာတစ်ကသူလက်တီတုံးလို့မရတော့ဘူးဗျ။ဘာလို့လဲဆိုတော့ဆူပလက်ကသူဆန်ကာတစ်ရဲ့ range နဲ့မှရှိမနေဘဲနဲ့အဝေးမှာပဲခွာကစားတယ်ဗျ။ဆန်ကာတစ်ဝင်လာရဲ့ devil jet တင်နဲ့ mount လုပ်တယ်။အဲဒီတော့ဆန်ကာတစ်က body kit တွေ hack kit တွေပဲကန်လို့ရတော့တယ်။အဲဒီလိုနဲ့ပွဲပြီးသွားတော့ဆန်ကာတစ်ကသူလုံတိုင်းမဖြစ်တာကိုအားမလို့အားမရဖြစ်နေတဲ့ပုံရတယ်ဗျ။ပေါင်ပုတ်ပြီးမျက်နှာမဲ့သွားတယ်။ဒါနဲ့စကားမဆက် ဲစူပါရီချန်ကလက်တိကောင်းတဲ့ဇန်ကတစ်ကိုအားနေချက်ရှာမကစားပဲနဲ့လေလက်တိချင်းရှင်ထိုးကယ်လို့ရှုံးတာဗျကဲထားပါကျွန်တော်တို့ official replay ပြန်ကြည့်အောင်အဲဒီမှာတော့ဇန်ကတစ်အထိုးခံလိုက်ရတဲ့အဲတစ်ချက်ကိုပဲပြန်ပြရတယ်ဒီတော့ဒီဒုတိယကြီးကစူပလက်ရဲ့အခြေဖြစ်သွားတာဗောဟုတ်ပြီကျွန်တော်တတိယကြီးကိုဆက်ကြည့်အောင်နော်တတိယကြီးပြန်အစမှာဇန်ကတစ်ကခက်ကြံကြံပဲဝင်ကစားရတယ်ဗျအဲအောက်တောက်တွေကန်နေဘဲဝိုက်ညာဝိုက်ဇက်တိုက်တွေထိုးပြီးတော့ဖိအားပေးကစားရတယ် အဲဆူဘလက်ကတော့ easy ပဲဗျအဲ2မိနစ်နဲ့48စက္ကန့်လောက်မှာသူခါဆွဲပြီးတော့ကောင်တာပြန်ထိုးတာလေးလုပ်ပြတယ်အဲတက်လုံးမန်းကတော့နောက်ထပ်နှစ်ချီလောက်ထိ easy ကစားနိုင်နေရဲ့ပုံပဲနှစ်ယောက်လုံးကအဲဒါပေမဲ့ဒီမှာကြည့်ဒီဟက်ကစ်ကဒီဘွဲ့ရဲ့အဖြစ်ဖြစ်သွားတာပဲဗျဆန်ကတ်တစ်ကမူးသွားတာအဲဒါ우အခွင့်ကောင်းယူပြီးဆူဘလက်ကစပင်နီကစ်ကိုထက်ကန်လိုက်တာနှအုံကိုတိတိကျကျကိုထိသွားတာဗျအဲဆန်ကတ်တစ်ကအမှတ်စင်မှတ်ပါခံလိုက်ရတယ်ဒီမှာဒိုင်းရသူဘသူမျက်နှာကိုလှမ်းကြည့်ရလဲ သူ့အနေနဲ့ဒီလိုအမှတ်စဉ်မှတ်ရတာကိုမဝင်မရဖြစ်နေပုံပေါက်တယ်ဗျ။အဲဒီဒီဂျင်ကိုမှတ်တာနော်။ကျွန်တော်ဆက်ကြည့်အောင်။အဲဒိုင်းပြန်လွတ်တာနဲ့ဆန်ကားတိတ်ကဇွတ်ဝင်ထိုးဖို့လုပ်တယ်။အဲဆူပလက်ကသူကောင်းကောင်းရှောင်တိတ်နိုင်တယ်။အဲတခါလေဆူပလက်ရဲ့ဒီကောင်နာလက်သီးတွေကဆန်ကားတိတ်ကိုပြန်ထိရရရှိတယ်ဗျ။အဲဒီမှာဆန်ကားတိတ်ကလက်ဖူတစ်လုံးထိအောင်ထိုးနိုင်တယ်။အဲဒိုင်းမန်တိတ်ပြီးတော့မထိရဘူးဗျ။ဘောက်လဲဆိုတော့ဆူပလက်ကအခုထိမာမာကြီးကိုကြံသေးရ။အဲဒီမှာထပ်ပြီးတော့ဆန်ကားတိတ်က right body နှလုံးထက်ရတယ်။ ဒါမှလည်းမလုံလောက်သေးဘူးဗျအဒီလိုနဲ့ပဲဒီနောက်ဆုံးမိနစ်မှာဒိုင်ခွဲပြီးပြန်လွှတ်တာနဲ့ဆန်ခါတစ်ကဒီလူမိုက်ထိုင်နေတဲ့သူလမ်းလျှောက်ပြီးဝဲလာတာဒါဟိုဆူပလက်ကသူစပရင်ကစ်နဲ့ကန်လိုက်တာဗျခွက်တီပဲကျော်အဲနောက်ဆုံးမိနစ်ရဲ့နောက်ဆုံးအမှားနဲ့ဒီအမှတ်စဉ်အမှတ်ခံလိုက်ရတယ်ဗျအဲဒီတစ်ခါမှလည်းဒိုင်ရဲ့မပြတ်သားတဲ့အရေးရောင်နဲ့ကျွန်တော်မြင်ရတယ်ဗျအဲနောက်တစ်ခါထပ်ပြီးတော့ပြန်လွှတ်တယ်ဒီတိုင်းပဲစစ်ပြက်လက်ပြက်နဲ့ထက်ဝင်လာတယ်ဒါဟိုစပရင်ကစ်ထက်ကန်တယ်အဲဒီတစ်ခါမှတော့မထိလိုက်ဘူးဗျအဲဒီမှာပဲပွဲချိန်ရပြည့်သွားတယ်ဗျ အဲအကုန်လုံးကလည်းပွဲပြေကိုတမ်းပြီးတိနေကြရတယ်ဗျစူပလက်ဆိုရင်ဒါအစောကြီးတောင်သူအောင်ပွဲခံလိုက်ပါသေးတယ်ဟုတ်ပါတယ်ဒီဒိုင်နီရဲ့ဆုံးဖြတ်ချက်မှာလည်းစူပလက်ကပဲဒါအနိုင်ရရှိသွားပါတယ်စူပလက်တို့တော့ဒါသူအရာရာကိုသူဖြစ်ရှင်တဲ့အတိုင်းဖြစ်ခဲ့တဲ့ပွဲလို့ပဲပြောရမှာပါအဲဒီရက်လက်ကလည်းသူနဲ့ကောင်းကောင်းထိုက်တန်ခဲ့ပါတယ်အဲဆိုတော့ကျွန်တော်တို့အားလဲချောင်းလို့ပြီးပြီဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြအောင်နော်အဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ရအောင်ပါဗျာ